တော်လံမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာရနေပဲကျွန်တော်ရဲ့ကိုကြက်ရီရောလူရှိနေ channel လေးကပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction မလို့သွားပြီးခင်မှာတော့ယနေ့ Masla 19ရက်နေ့ဗုဒ္ဓဦးနေ့ရဲ့မနက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့စစ်ကောင်းဆောင်များက၎င်းတို့ရဲ့ကိုကြိုးစီပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းထမသိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1500ရှစ်ရရှိပြီဖြစ်ပါတယ်မြန်မာနိုင်ငံကစစ်ကောင်စီကစစ်ခွေးတည်ဆုံမှုတရက်တာအတွင်းတည်ဆုံမှုစီးရင်မှာတော့ မန္တလေးတိုင်းငသရောင်းမြို့မှာတော့54ကောင်မန္တလေးတိုင်းညောဦးမြို့နယ်မှာ9ကောင်မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာ3ကောင်တနင်္သာရီတိုင်းလောင်းလုံမြို့နယ်မှာ12ကောင်မကွေးတိုင်းရန်ကုန်မြို့နယ်မှာ8ကောင်နှစ်ဦးကိုတော့အရှင်ဖမ်းမိခဲ့ပါတယ်မကွေးတိုင်းသလင်းမြို့နယ်မှာ2ကောင်ပဲခူးတိုင်းအုပ်ပုံမြို့နယ်မှာ2ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့နေ့စဉ်နဲ့အမျှဘောမအပေါင်းနဲ့သူတို့ရဲ့စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်တယောက်ဟာဘလူမျိုးဟာသတွေကိုပြောရမလဲဘလူမျိုးနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုရှင်းရမလဲရှေ့ထဲမှာတိုက်နေတဲ့စစ်ခွေးတွေကိုဘလူမျိုးစီးအောင်ရမလဲဆိုတာကိုနေ့စဉ်နဲ့အမျှအကြံထုတ်နေတာအားလုံးသိမှာဖြစ်ပါတယ်ဒါကတော့မြန်မာနိုင်ငံတော်မှာရှိတဲ့စစ်ကောင်စီကဆုံးရှုံးထားတဲ့နေမျိုးတွေကို ပြန်လေတိုက်ခိုက်ရယူနိုင်တဲ့စစ်တပ်အရာရှိများနဲ့လက်အောက်ငယ်သားမိသူတဦးတယောက်ကိုမဆိုရာဒူးတိုးပေးမယ်ဘွဲ့တဆိတ်နဲ့ထိုက်တိုက်တန်တန်စုချီးမိမယ်လို့မင်းအောင်လိုင်ကမလုံးပေးလာကြောင်းနေပြီးတော့စစ်ဘက်တရင်းကြီးက ပြောထားတာကိုတွေ့ရှိရပါတယ်။အကြမ်းဖက်စစ်ကောင်းတော်မင်းအောင်လှိုင်ဟာနိုင်ငံတွင်းတည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးရှိရန်အလွန်အရေးကြီးနေပြီးစစ်ကောင်းစီတပ်ဖွဲ့ဝင်များနေဖြင့်နိုင်ငံတော်ဝင်ကိုတောင်းဝန်ကျေပွစွာဖြင့်ရွရွရွှင်ရွှင်ထမ်းဆောင်ရန်လိုအပ်ကြောင်းခေါင်းဆောင်ပေါင်းနေဖြင့်လည်းမိမိရဲ့အသက်ကိုပဓာနာမထားဘဲတောင်းဝန်ကျေပွစွာထမ်းဆောင်နိုင်သောစစ်သားများဆုံးရှုံးထားသောနေမျိုးများကိုပြန်လည်ရယူနိုင်သည့်အထိတိုက်ခိုက်နေသောစစ်သားများနဲ့ရရှိများကိုယာဒူးတိုးတွေဝက်လက်စိတ်နဲ့ဘဝနောင်ရေးစိတ်အေးနိုင်အောင်ထိတ်တဲ့တဲ့နံစုများချီးမြှင့်ပေးရမည်ဟုလည်းမလုံးပေးလာကြောင်း သိရှိရပါတယ်။ဒီနေ့အတွင်းမှာမြို့တွေဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်လည်ရယူပေးနိုင်ရလူတိုးမယ်။ဘောတစိတ်တွေလည်းချင်းမြင်မယ်။နောက်ဆုံးဘဝအောင်ရေးစိတ်အေးနိုင်တဲ့အထိထိုက်ထိုက်တန်တန်စူးချမယ်ဆိုပြီးလည်းမလုံးပေးလာခြင်းဖြစ်တဲ့အခုလက်စကန်ငယ်တွေ၊ကင်းစကန်တွေပြန်သိမ်းနိုင်တဲ့တက်တဲ့စစ်ကြောင်းသားစစ်ကြောင်းတွေကိုငွေသားစုတွေပေးတာတွေစတင်လုပ်နေပြီလို့လည်းဒီပြီးတော့စစ်ဘက်တရင်းမြေကရှင်းပြထားပါတယ်။ထို့ပြင်စစ်ကောင်စီလက်ထက်အတွင်းလေရင်များပြင်ဘုံကျက်တိုက်ခတ်မှုများလှုပ်ဆောင်ခဲ့သောလေတက်အရာရှိများကိုငွေကြေးဆိုင်ရာထောက်ပံ့မှုများကိုလည်းစစ်ကောင်စီကလှုပ်ဆောင်လျက်ရှိပါတယ်။ နေတဲ့ရရှိများနဲ့မိသားစုများရဲ့ဆွေမျိုးလုံးချုံကြီးအတွက်တက်အတွင်းလာရောက်နေထိုင်ခွင့်ကိုလည်းရခင်ကလေးကခွင့်ပြုထားရမှာအခုခါဆိုရင်တော့ပုံမူကျဝန်းသောနေအိမ်နဲ့အဆောက်အအုံများကိုလည်းပံ့ပိုးလာကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်သောမင်းအောင်လိုင်းဟာလာမယ့်2025ခုနှစ်ဒီဇင်ဘာသို့မဟုတ်2026ခုနှစ်ဇန်နဝါရီအစောပိုင်းရွေးကောက်ပွဲကျင်းပပြုလို့မည်ဖြစ်ပြီးရင်းရွေးကောက်ပွဲမတိုင်မီတောင်ဝင်ထမ်းဆောင်နေတဲ့စစ်တပ်ရရှိများနဲ့စစ်သားများနေပြီးဆုံးရှုံးထားသောနေမြေများမြို့များအမြန်ဆုံးပြန်လည်သိမ်းပိုက်နိုင်ဖို့ ဉာဏ်ဆုံးလှုပ်ဆောင်ကြဖို့ဖိအားပေးလက်ရှိကြောင်းလည်းသိရှိရပါတယ်။ဆက်တင်ဖို့အနေနဲ့ကတော့အချင်းလက်ရေးတမတော် KIA ဟာဗန်မော်မြို့သိမ်းတိုက်ပွဲကိုအချိန်မြင့်ထိုးစစ်ဆင်နေတဲ့အချိန်မှာပဲတိုက်ပွဲနဲ့မမိုးတဲ့စင်ခန်းကျေးရွာကိုစစ်ကောင်စီကလေကြောင်းဝဘုံကျဲတိုက်ခတ်ခဲ့ရမှာပြည်သူ၆ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။စင်ခန်းကျေးရွာရဲစခန်းနီးကိုမနက်ပိုင်းစောပိုင်းမှာ Jet Fighter နဲ့ပေါင်900ဘုံနှလုံးချခဲ့တာလို့ဗန်မော်မြို့ကန်တို့ကပြောထားပါတယ်။စစ်ကောင်စီရဲ့တိုက်ခတ်မှုကြောင့်မျိုးသား၄ဦးမျိုးသမီး၂ဦးသေဆုံးပြီးမျိုးသား၁ဦးဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်မှာတော့ကရင်မျိုးသားလူလိုက်တမတော် KNL စေဦးစီးချုပ်ရဲ့နေအိမ်ကိုစစ်ကောင်စီတပ်ကအသေးခံဒုံးများဖြင့်တိုက်ခိုက်ခဲ့တယ်လို့အိုင်းဒေတာသတင်းဌာနအချို့ကလည်းဖော်ပြထားပါတယ်။အစီယုံ KNU ဘိုးဌာနချုပ်ကိုဒရုန်းနဲ့၃ချိန်လောက်တိုက်ခိုက်ခဲ့ပြီးမှကြီးကြပ်မှုရှိဘူးလို့လည်း KNU တပ်မဟာခွန်သတင်းရင်းမြစ်ကပြောထားပါတယ်။ ိုင်းနယ်ဆိုင်မှာရှိတဲ့တက်မာခွန်နေမြေပြည်မှာရှိတဲ့ KNU ဘိုဌာနချုပ် KNL စေဦးစီးချုပ်ဘိုးချုပ်ကြီးစောချော်နီရဲ့နေအိမ်ကိုစစ်ကောင်စီကဒရုန်းနဲ့တိုက်ခတ်ခဲ့မှုမှာအဆောက်အဦနှဲငယ်သာပျက်စီးခဲ့တယ်လို့လည်းသတင်းမီဒီယာကတီးပေးထားပါတယ်။ပြီးခဲ့တဲ့ရပိုင်းတက်မာခွန်နေမြေဌာနမြန်မာနယ်ဆက်ဘူလူဒူစကန်ကိုစစ်ကောင်စီတပ်ထမံဆုံးရှုံးခဲ့ရပါတယ်။အဲဒီစကန်ကိုဆုံးရှုံးပြီး၄ရက်ကြာမှာ KNU ဌာနချုပ်ကိုဒရုန်းနဲ့တိုက်မြန်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။သတင်းတို့မှာတော့ကင်းပီနယ်ကော့ဂရိတ်မြို့နယ်ဒေါနာတောင်ဝင်းကြီးမှာရှိတဲ့စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းကိုကရင်မျိုးသားလူမျိုးဝိတ္တမတော် KNLA PDF နဲ့ ကော်ပိုရာစစ်ကြောင်းပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခတ်ခဲ့တယ်လို့အဲ့ဒီဒေသမှာရှိတဲ့ PDF စစ်ကြောင်းကသူကပြောထားပါဗျ။မြောက်ရီမြို့နယ်ကော့ဂရိတ်မြောက်ရီအာရှလမ်းပိုင်ကိုထိ ंछ ုပ်ဖို့အင်အားသုံးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းနဲ့တော်လိုင်းရေးပူးပေါင်းတပ်များဟာဖေဖော်ဝါရီလကပိုင်းကလေးကတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေဖြစ်ပါတယ်။မက်စလာပိုင်းမှာတော့တိုက်ပွဲများပုံမှုပြင်းထန်လာပြီးလက်ရှိမှာ KNLA PDF နဲ့ကော့ပိုရာစစ်ကြောင်းပူးပေါင်းတပ်တွေဟာထိုးစစ်ပြင်စတင်တိုက်ခတ်နေတယ်လို့ PDF စစ်ကြောင်းကပြောထားတာတွေ့ရှိရပါတယ်။ကဲအောင်စရစစ်ကြောင်းကတော့နိုင်ငံစတော်အဆင့်ဆိုပြီးတော့ တိုးဝင်းလက်ဖက်ချောက်ကိုတိုင်ဦးစီးပြီးတော့ညွှန်ကြပြီးတော့ပို့လိုက်တဲ့ဖွဲ့ဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ကလည်းတမူတန်းဥပဒေနဲ့ခေါ်ထားတဲ့လူငယ်တွေကိုအားဖြည့်ကျင်းနေပေမဲ့လည်းရေခဲတုံးရေပြောသလိုပဲတရွေ့ရွေ့နဲ့တွားရင်လည်းတရွေ့ရွေ့နဲ့ရေပြောနေရလဲလက်ရှိမြင်မှာဖြစ်ပါတယ်။အဲ့ဒီမနက်မှာဖိုင်တာတက်တယ်တကယ်ဖောက်ကားကြီးနေကြပါလား။အားကြောက်သွားပြီးတော့တပုံကိုရွတ်ရွတ်ချုံချုံချိန်မုံးတာဗျာ။နောက်ဆုံးပိတ်အဲ့ဒီနောင်ချိုးကိုကြော်ပြီးတော့ဟုတ်ပကံကွေးရောပကံကွေးရောပထမ ပြောင်ကြီးကတော့ဖောကားကြီးတွေနဲ့စစ်တပ်ကစစ်ကိုးတွေတတကြီးရောက်သွားပြီးတော့တကယ်ကိုပဲတိုက်စစ်တွေဆင်းတယ်လို့ပြောပြန်ပြီးပြီးရင်ခုံကုတ်ခံပြီးတော့ငုံမဲ့ငုံမဲ့နဲ့ပြန်လာတာမြင်အောင်မယ်နောက်ဆုံးလိုက်ရတယ်ပကံကွဲရောက်ပြန်ချော်ပြီးတော့အေးပကံကွဲရထွက်ချော်လာပြီဆိုတော့နောက်ထပ်ကျွန်တော်တို့ကလာလက်ကလာလက်တို့ပြီးရင်ဘိုတီဘိုတီပြီးရင်တော့ဟေးနော်အခက်မသိရင်အေးအေးစစ်ဦးကျိုးကနော်တောင်ဘုတ်တီတက်မလို့ကပြန်ပြီးတော့ယူသွားနိုင်တယ်အားလုံးအရှက်ပြန်ပြန်ကွဲခဲ့ပါတယ်ညောင်ကျိုးလုံးဝလုံးဝမကြတဲ့အပြစ်ကိုညောင်ကျိုးကိုတက်အင်အားအပြစ်အဝါနဲ့ပြန်လဲပြီးတော့အဲဘယ်လိုကောင်းဆိုရှင်ကာကွယ်ခုခံထားနိုင်ပါလားနော်ခေတ္တ မြန်မာနိုင်ငံမှာဘလောက်ပဲစစ်ခွေးတွေစစ်တွေရှုံနေနေဖင်လန်မှာတော့အောင်ပွဲတွေခံနေတာပါမသိရင်တိုက်ပွဲတွေကဖင်လန်မှာဖြစ်နေသေးတာတော့ထင်ရပါတယ်။ကြောက်ပြောတယ်ခိုင်သူကအဲဒီပေါ့ညောင်ကျိုးကိုသူတို့လုံးလုံးရပါပါပြီ။သူကပြောခဲ့တာအရေးမကြီးဘူး။နော်သူပြောတဲ့ဥစ္စာပေါ့နော်။ဟိုဘလိုခေါ်မလဲဆိုတော့သူအချက်ခွဲမအောင်အချက်ခွဲမကြောက်တဲ့ဘက်ကြောင့်မလို့သူလက်အောက်ကအေးအေးလေးတွေ PDF ကလေးတွေကတိုက်လိုက်ရတာတိုက်လိုက်ရတာနော်။ဟုတ်ဟုတ်ဒီကတိထားတဲ့အချက်ခွဲပါလား။အချက်ပြန်ပြန်ခွဲသွားတယ်ခိုင်သူကလေ။ဘာကြောင့်လဲဆိုတော့လေ သူပြောတဲ့အချိန်မှာလုံးဝလည်းမကြသေးဘူးလို့အဲနည်းနည်းလေးတော့ကြမ်းကြမ်းတမ်းအချိန်လေးတော့ရှိခဲ့တဲ့အချိန်မှာဒါတော့ကျွန်တော်အားလုံးဝင်ခံရမှာအဲ့တော့တက်ကလည်းလူရွချွတ်ချွတ်ပြန်ခုခံတဲ့ချိန်ကိုတကယ်ဒီ fighter တက်တွေပါကျွန်တော်တို့ပြောတဲ့အတိုင်းပါနော်ကျွန်တော်ပြင်ပြတဲ့အတိုင်းတက်ကလည်း fighter တက်တွေရောက်သွားတာတွေ့ရတယ်အဲညောင်တိုးစခန်းကလုံးဝမကြတဲ့ချိန်ကိုခိုင်တုခါလို့အရှက်ပိုးစုပတ်ဆက်ကိုရတဲ့အလဲပါပဲနော်ဒီဟိုနီပိန်မီဒီယာများတယ်နီပိန်ကခုံနေတော့ဒီပိန်ညာအားလုံးအားလုံးအားလုံးခင်ဗျားတို့ပိုးစုပတ်ဆက်အောက်ရှက်ကိုရတော့မိလို့ပြောလို့ရပါတယ်နော်ကဲမင်းရအရှက်ကိုရတွေပြောနေအောင်မင်းရအဖရဲ့စစ်ခွေးတွေကဘောဘာပြက်နေတာနော် နော် KIA ကိုစန့်ချင်နေတဲ့အဖွဲ့တွေအားလုံးမှာနော်အရှိနေတယ်လို့ကချင်တပြည်နယ်မှာရှိနေတဲ့ပြည်သူတွေအားလုံးမှာလည်းကျေးဇူးရှိပါတယ်ကျေးဇူးတွေအများကြီးတင်ပါတယ်နော်အခုလိုမျိုးတက်တီအသေးဆွဲတွေးပေါ့နော်အကောင်လုံးကိုတွေးရတယ်တက်မလို့ဆိုတာဘာလဲဆိုတော့ချပြနိုင်တဲ့ပမော်ကိုကျေးဇူးအများကြီးတင်တယ်တက်မလို့ဟာပမော်နဲ့ပတ်သက်လာလို့ရှိရင်မိသားစုစိတ်ဓာတ်အားလုံးမှာရှိသွားစေတယ်အထက်ရအထက်အရာရှိအစစ်စစ်အားလုံးကအစပမော်နဲ့ပတ်သက်လာရှိရင်တည်တည်လို့နော်အဲ့တော့ထောက်ပံ့ရေးကအစပမော်နဲ့ပတ်သက်လာရှိရင်တည်တည်လို့ပါဘာကြောင့်လဲဆိုတော့ရှိရင်ဒါကပမော်ရဲ့ပြောမယ်ဆိုလို့ရှိရင်ထူးခြားမှုပဲကနော်တက်မလို့ဒါအားလုံးကိုလည်းစီယုံမှုကိုပေါ်ဆောင်နိုင်စမ်းနေရှိလာခဲ့တယ်အဲ့တော့ တက်တဲ့အခြေအနေနဲ့အဲ့မှာစာကခ21တက်မှကြီးကတော့ AACC ပါပဲရှိပါတယ်နော်အဲ့တို့လာဝင်လိုက်လာလုံးလိုက်တော့ရှိတယ်လို့တင်ကြပြရတယ်တို့ပါတော့လေအဝေးပြစ်တော့ပဲရှိပါတော့တယ်အဲ့တော့တက်တဲ့အားလုံး AACC လို့ပြောလို့ရတယ်အဲတက်တက်တက်နောက်ဆုတ်ပြီးထားတာရှိတယ်နောက်တက်တက်ကကြာတဝက်တိမင်းရဲ့တက်တွေက AC တာမှပြောမနေဆက်သွက်လို့တော့မရတော့ဘူးစကားတော့ပြန်ပြောရတော့ဘူးမာနာတွေကြီးနေကြတာညီမဝင်ရလေးတွေမောက်ပြီးတော့ပြန်ရထားတာရှိတယ်အဲ့တော့သူတို့သူကဟိုတက်တက်ကိုတက်မလို့ကနေပြီးတော့မနော်ဟိုဘမောကဘမောမရှိတက်တက်နောက်ဆုတ်ပြီးရဆိုအာနောက်ဆုတ်ပြီးလိုက်တာမဟုတ်ဘူးတက်ကွင်းနဲ့ဆုတ်ထည့်လိုက်တာ ဲ့တော့သူတို့ကတော့ဗျာ KIA အနေနဲ့ကတော့อืมဘယ်လိုကမဆိုရဲသူတို့ရဲ့ဒီပြီးရတော့ငါ့ဘာကြီးอ่ะပေါ်သွားกว่าဆိုပြီးတော့အော်ပြီးတော့ပြေးသေးတဲ့កောင်လေးဒီဘောမတွေอ่ะဟုတ်ကဲ့ခိုင်းတဲ့ကလေးပေါ့ကြောင်ကွန်ဒုံးလေးပေါ့ PDF ကွန်ဒုံးလေးတွေကိုကျေးဇူးနဲ့เนาะဟိုပတ်မောက်အရတိုက်နေတာပဲသူ့ပါတော့လည်းပဲတက်ကအဲသူဟာအရတော့လကောင်းเนาะတက်ခတာနောက်ဆုတ်ပေးတာတိုင်းတိုင်းရှိတယ်နောက်ဆုတ်ပေးလိုက်တာကလေတက်ပဲနောက်ဆုတ်လာတာတက်ကဘာမှထိခိုက်မှုအနည်းဆုံးနဲ့အောင်မြင်စွာနဲ့ခိတာနောက်ဆုတ်လိုက်တာပြီးရင်ပြန်ရတာပဲအဲ့တော့အဲသူတို့ ပြန်ရတာပြန်ရတာဘာရလဲဆိုတော့နောင်တတွေရတာသူတို့ဘာကနေပြီးတော့အခုဆိုရင်တော့စစ်ခွေးတွေအကုန်လုံးကိုသူတို့ဘာကနေပြီးတော့ရှေ့မှာရွှေရွှေတိုက်ရင်စုတွေပြင်မလို့တော့ပြောပြီးတော့စီးရုံနေရတဲ့ဘဝရောက်နေပြီဟိုကောင်တွေကဘဝမုံရသေးဘူးအတန်ပဲပြောထောက်ပါပြေးနေကြတော့ရပြီဆိုပြီးပြောတော့သူတို့ပျော်ရွှင်မှုရဲ့နောက်မှာ KIA ရော PDF ကောသူတို့အတင်းအာဓမဆွဲထားတဲ့ဒီပြည်သူပေါ့နော်ဟိုစစ်သေးကြပြည်သူလို့ပြောမှာပြသူလည်းပေါင်းပြီဆိုတော့သူတို့တွေအားလုံးကပေးဆက်လိုက်တေးတာတေးတာတောက်တောက်လဲတေးကြတာသူဘာတော့လဲ KIA ဒါတွေကြီးနေမှာမဟုတ်ဘူးဘာကြောင့်လဲသိလား KIA ကဘိုးတို့ကိုလည်းရှိတဲ့ဖွဲ့စည်းပုံလို့ပါနော်အဲ့တော့သူတို့ရရင်ပြီးရောဆိုတဲ့နင်ဒီလောဘစောတက်နေတာကိုသူတို့သိရတယ်အဲ့တော့ လက်ရှိစေးအချိန်မှာ KIA ego တိုက်နေတော့အမော်ရဲ့အခြေအနေကိုပြောရမယ်ဆိုလို့ရှိရင်နော်စိတ်တည်ရအားလုံးရိုးရိုးချွတ်ချွတ်နဲ့ခုခံတိုက်ပွဲဝင်နေပါတယ်မိသားစုစိတ်တက်အရန်ကိုပြင်ထားပါတယ်နော်နောက်ထပ်ဒီစစ်သားစစ်မှန်စိတ်တက်အရန်ကိုပြင်ထားပါတယ်နောက်ထပ်ပြောရမယ်ဆိုလို့ရှိရင်တော့အမ်ညိုထဲမှာလည်းအခုဆိုအောင်မြင်ချက်မှုတွေရှိတယ်နော်အဲ့တော့ KIA ကိုပြောလိုက်မယ်အမော်ကိုမိချင်မိလိုက်ပါတော့ပါတော့လဲအဲ KIA ဟာအမော်နဲ့ပတ်သက်လို့ရှိရင်အချက်ကလည်းကွဲပါဦးနော်နောက်ဆုံးလည်းအချက်ကွဲပါရှိတို့ရင်းနဲ့ဟိုကပြောမှာဆိုတဲ့ခါကျတော့သူခဏမှာ ပြောမယ်ဆိုရင်ဟိုထန်နဲ့ဟိုခံကြားတယ်မှာနော်တေးတန်ယူမလားဟိုခံရမလားဆိုတဲ့ပုံစံမျိုးဖြစ်နေတာဒါကြောင့်ဟာတာလေးပါကျွန်တော်လည်းဒီမျိုးပေါ့ဟာတာရင်းရင်းမတုံးကြပါဘူးအဲ့အဲ့လိုပုံစံမျိုးဖြစ်နေတဲ့ KIA ဒါမျိုးဖြစ်နေမှာလားအဲ့ဒါလည်းပါဟာတာလေး sorry ပါကျွန်တော်ဟာတာလေးနဲ့ကြမ်းပါပါတယ်အဲ့တော့အချိန်ကြီးဖြစ်ပြောမယ်ဆိုရင်ဘာကြောင့်လဲအလုံးပြောချင်ပါလဲကျွန်တော်နောက်ဆုံးရရှိတဲ့သတင်းရဆိုရှင်ကျွန်တော်ချက်ရကျွန်တော်ညီလေးနံပါတ်စကားပြောရတော့ကြောင့်မလို့ကျွန်တော်လည်းတော်တော်လေးကိုပြောချင်ပါလဲနော်။ကြည့်မေးရတာပြောရှင်နေအောင်မှာတော့စစ်တပ်မိသားစုကစစ်ကိုရတော့ဘဝတွေပြည့်နေကြပြီ။ကြည့်ဘာပြောဘောမာတွေရဲ့စကားပြောပုံစိုးပုံရဲ့ဘောမာတွေရဲ့အခုလိုမျိုး ပြောတာတွေကိုကြည့်ရတာဆိုရင်တော့သူတို့ကမဲရောက်နိုင်တဲ့သူဖြစ်နေပါပြီ။ဘာလို့လဲဆိုတော့စစ်တရားရှုံးတိုက်ပွဲတွေကမနိုင်တဲ့အခါမှာနိုင်လူဂျင်စိတ်တွေများတဲ့အခါမှာအိတ်နေရင်တော့သူတို့ကိုသူတို့အိမ်မက်တွေမက်ပြီးတော့အခုလိုမျိုးစကားတွေထွက်နေတာကိုတွေ့နေရပါတယ်။ကောင်းစင်ရေမရစကားတွေကျင်းကြရည်ယူစကားတွေအခုလိုစကားတွေကိုပြောကျင်သူတွေပြောနောက်ဆုံးစစ်တက်ကြီးတခုလုံးကောင်းပါတယ်ဆိုပြီးတော့ဘလူအမုန်းတင်ရမလဲဆိုတာကိုရှာဖွေပြောနေရတဲ့ဘဝတွေရောက်နေရပါ။ဒါကြတော့သူတို့ရဲ့ရင်ထဲမှာမီးတွေလောင်ကျွမ်းနေတာကတော့အသေးကြပါပဲ။ရင်ပတ်ထက်တခုလုံးလောင်ကျွမ်းနေလို့အကြည့်လို့ဘဇက်ကနေထွက်လာတဲ့စကားလုံးတွေအကုန်လုံးကလည်းသူတို့ရဲ့တစ်ဖက်ပိတ် တစ်တက်ပါစစ်တက်စစ်တက်တစ်ခုလုံးပါပဲအောင်မွေးခံနေတဲ့ပုံစံပြောနေရတွေ့ရတယ်တော်တော်သားဘူးကောင်းပါတယ်ချိန်ကြီးကြာလာလဲမြားဒီကောင်တွေအကုန်လုံးလဲမင်းအောင်လည်းအတူတူယူထောင်ပို့ရမယ်အနေထားမှာရှိပါတယ်ဒေါ်လာမျိုးတွေအားလုံးပဲဒီဗီယိုလေးမှာတွေ့ရမယ်အကြောင်းအရာလေးကတော့ဘိုးကြီးညမျိုးစင်ရဲ့ဖြက်လေးပြက်ဆိုတဲ့အကြောင်းကိုပြည်သူတွေကိုသတ်ပြထားတာဖြစ်ပါတယ်ဒါကြောင့်ဒေါ်လာပြည်သူတွေအနေနဲ့လဲဖြက်လေးပြက်အကြောင်းကိုမျှဝေနားထောင်ရင်းနေပဲမြန်မာနိုင်ငံမှာစေရနာရှင်ဒေါ်လာဘိုးအတွက်အဲ့ရနေရာကနေပြီးတော့ပေါဝင်ပေးကြဖို့နေရာကထပ်မှန်ပြီးတော့လို့ဆိုပြလိုက်ပါလေအားလုံးမကြည့်ရသေးတဲ့မိတ်ဆွေတွေ ရှိဖို့အတွက်ကျွန်တော်လည်းအတူတူကြည့်တော်လေးရပါတယ်။ဒါတော့ဒီကနေ့ကျွန်တော်တို့တနင်္ဂနွေလုံးရင်ဆိုင်ရုံးကံဖြတ်ကျော်နေကြတဲ့ထွေထွေခက်ခဲချက်တဲတွေသူဝလာတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကြီးရဲ့လက်အောက်ကနေအပြီးတိုင်လွတ်မြောက်ဖို့အတွက်အချိန်ကျလာပြီဆိုတော့တိုက်တွန်းလို့ဆိုချက်ဖြစ်ပါတယ်။ဒီတော့ကျွန်တော်ကပြည်သူ့ဘက်တော်သားအနေနဲ့ပြည်သူတိုင်းသားပြည်လုံးကိုလှည့်နေလျောင်းမြင်းဆောင်မကြံပါဝင်ပြီးတော့ကူညီစီခြင်းနဲ့ အစီအစဉ်လေးတင်ပြချင်ပါတယ်။ဒါလက်နက်တွေဆွဲကင်ပြီးတော့တိုက်ခတ်ရဖို့မဟုတ်ပါဘူး။လက်နက်ကင်တိုက်ခတ်မဲ့ကျွန်တော်တို့ဒေါ်လိုင်းအင်အားစုတွေဘက်ကလှုပ်ရှားရှိတာကိုတစ်ချိန်တည်းဟန်ချက်ညီလှုပ်ချတဲ့အချိန်မှာပြည်သူတိုင်းသားမျိုးပြနေလူဒန်းစားအလုံးကခုကျွန်တော်နှိုးဆော်တဲ့ဖြက်လေးဖြက်ဆိုတဲ့ဖြူဟာကိုကောင်းစွာနားလည်ပြီးတော့အချိန်ကြိုက်ပါဝင်ပူပေါင်းပြီးချဖို့ပါပဲ။ဒီဖြက်လေးဖြက်ဖြူဟာကိုဘယ်ရက်ဒီမှာကျွန်တော်ကစတင်ဖို့နှိုးဆော်ခြင်းတည်းလဲဆိုရင် ဖက်စစ်စစ်တက်ကသူတို့ခေါ်တက်မတော်နေပေါ့တကယ်တော့ဖက်စစ်တော်လိုင်းကြီးနေကြာရောက်တဲ့28ရက်နေ့မတိုင်ခင်ရှေ့လာမဲ့မတ်လ25ရက်နေ့ကစပြီး3ရက်ကြာကျွန်တော်တို့စူးစမ်းကြစီချင်တာမတ်လ25 26 29 3ရက်လုံးလုံးမှာပြည်သူတိုင်းသားတရက်လုံးဟာဖြတ်လေးဖြတ်ဆိုတဲ့အတွေးကိုဝင်ပြီးအခုကတည်းကကြိုတင်ပြင်ဆင်ဖို့နှိုးဆော်ချင်တာပါဖြတ်လေးဖြတ်ထရပထမနံပါတ်1ဖြတ်ကဘာဖြတ်မလဲဆိုတော့ ဖက်စစ်အကြမ်းဖက်တက်ကလက်ရှိအသုံးပြုနေတဲ့သူတို့ရဲ့စစ်တပ်သုံး fiber cable network ကြီးဟာမြဝပြည်ရမိုင်းပြည်နယ်အစကြောက်ပလောင်းတို့ဒီမြင်းချံတို့မိတိလာတို့တာစီတို့ရမဲသိန်းပျော်ခွဲစတဲ့အပြေကိုဒီဘီတော်ကနေပြီးတော့ဘိုးချက်ချာယူပြီးတနင်္ဂနွေလုံးကိုသူတို့တွေ့တန်းထားတာရှိပါတယ်လွန်ခဲ့တဲ့9နှစ်6နှစ်လောက်ကလေးကစီမံချက်ချပြီးတော့ဒီကာလမှာအာနာသိမ်းပြီးရိုက်မိကို စိတ်ရန်ရည်အိုင်းနဲ့ကောင်းကောင်းခိနှိပ်ဖို့သူတို့ကိုယ်တိုင်စစ်တပ်တည်ထောင်သော fiber network ကြီးကိုတည်ဆောက်ထားတာရှိပါတယ်။အဲ့တော့လွန်ခဲ့တဲ့9နှစ်6နှစ်တုန်းကမိမိတို့ဒီမျိုးပြတွေမိမိတို့ရဲ့လေခွင်းတွေမိမိတို့ရဲ့ခြေရွာတွေကိုဖြတ်တန်းပြီးတော့၄ဘီ5ဘီလောက်ရေကြီးအောက်မှာအနတူးပြီးတော့ fiber cable ဒီလိုအနဲ့ရောင်ပိုက်ကြီးပိုက်မဲတွေသူတို့ဖြုတ်ညှပ်ထားကြတာမှတ်မိကြပါလိမ့်မယ်။နေရာတွေကကျွေးသွားကြအကြောင်းမရှိပါဘူး။အဲ့ဒီနေရာမှာပါပဲ။လွန်ခဲ့တဲ့9နှစ်6နှစ်တော့ဆိုတော့ အခုအသက်ကြီးတချို့တွေလည်းနည်းနည်းတော့ကြီးမှာဆိုတော့အဲ့ဒီ fiber cable တွေကိုလာမဲ့ master 25ရင်းကစပြီးသုံးရက်တိုက်တိုင်းရရနေရကနေပြီးတော့ပြန်လဲတူးပေါ်ပြီးဖြတ်တော့ပြီးပါအဲ့ဒီ fiber cable တွေဖြတ်တော့သွားတာနဲ့အမြဥမာဆိုရင်ဒီပြီးတော့ ਨੇ ဒီမကွေးတိုင်းမှာဖြတ်တော့လိုက်ရင်ရခိုင်ပြည်နယ်ဘက်ကသူစစ်စင်တွေနေနေစစ်စင်အုံလို့နှောင့်နေပြပြသွားမှာဖြစ်တယ်ထွင်းတူစွာပဲဘကိုးတိုင်းဘက်ကနေပြီးတော့ဖြတ်တော့လိုက်မယ်ဆိုရင်တနင်္လာရီဘက်ကစစ်စင်ရေးစီစင်နေကို အလုံးနှောင့်နှေးသွားမှာဖြစ်တယ်အဲ့တော့တဏ္ဍာငလုံးကပြည်သူတွေဖြတ်လေးဖြတ်ရဲ့နံပါတ်1ဖြတ်ဖြစ်မိမိတို့ပတ်ဝန်းကျင်မှာလွန်ခဲ့တဲ့၄နှစ်ကလာရောက်ပြီးမြုပ်နှံတွေ့တန်းထားတဲ့ fiber cable တွေကိုကြေးရွာလူလူညီညီလိုပဲဖြစ်စေတူးချင်းတစ်ဖွဲ့ချင်းစုဖွဲ့ပြီးတော့တိတ်တဆိတ်ဖြစ်စေအခုဒီကနေရာရွေးချယ်သတ်မှတ်ထားပြီး March 25ရက်ညကစပြီးဖြတ်တော့ပြီးတာပါဒါဖြတ်တက်ပါနောက်ဖြတ်နှစ်ကတော့ဖြစ်စစ်အကြံဖက်လီတက်တွေအဓိက နောက်တစ်ခါဖက်စစ်အကြမ်းဖက်တက်ကကပါစာစစ်ရုံတွေကိုတွေ့တန်းထားတာစစ်ဌာနချုပ်ကြီးတွေတိုင်ရင်းဌာနချုပ်တွေဖက်စစ်တက်ကလက်ပါစီဖြစ်အသုံးတော်ခံနေတဲ့ယုံဌာနတွေကိုတွေ့တန်းထားတဲ့လျှက်စစ်ဓာတ်အလိုက်တွေရှိပါတယ်ဓာတ်တိုင်တွေရှိပါတယ်ဒါတွေကမြေကြီးအောက်ကသွားတာမဟုတ်ဘူးမြေပေါ်ကပဲသွားတာဖြစ်တယ်အဲ့ဒီလျှက်စစ်ဓာတ်အလိုက်တာဝါတိုင်တွေဓာတ်တိုင်တွေကိုမတ်လ25ရက်နေ့ညကစပြီးရရနီလန်အသုံးပြုပြီးဖြတ်တော့ပါတချိုးတွေကိုဖြတ်တော့ရတော့လွယ်ပါတယ် ဟာဝိညာဉ်ကြီးကျွန်တော်ကလည်းလို့ရမှာလဲလို့လို့ရတဲ့နေလိုက်နေအများကြီးရှိပါတယ်။နော်ကြိုးကြီးတွေကိုထိတ်မှာဂဲလုံးကြီးကြီးနဲ့အလေးချိန်ကြီးကြီးချပြီးတော့အားကောင်းတဲ့လူကတေးချာလွှဲပြီးကြိုးကိုတတ်တိုင်ပေါ်ဖြစ်တယ်မှာဖြစ်တယ်ပြီးကြိုးသုံးကြိုးကိုပူပြီးတော့ခြီတော့ဟောဂွင်းရှော့လို့ဆောက်ဆွဲပြီးတော့ရောက်တတ်တိုင်နှစ်ခုအလေးကနေကြိုးတွေကို short တိုက်ပြီးတော့ဖြတ်တောက်တာမျိုးတတ်တိုင်ကိုကြိုးသွားအောင်ဖြက်စီးတာမျိုးစသဖြင့်ဝိုင်းဝန်းပြီးတော့ကူညီကြဖို့လိုပါတယ်ဒါဟာနိုင်ငံမှပစ္စည်းဖြက်စီးတာမဟုတ်ပါဘူးဖက်စီရဲ့အသက်သွေးကြောကိုဖြတ်တောက်တာဖြစ်ပါတယ်ဒါဖြတ်နှစ် ဖြတ်သုံးကတော့ဓာတ်စီတွေလောင်စာစီတင်ရင်တွေလေရင်စီတင်တဲ့ယင်တွေဟာအခုဆိုရင်အသွင်ဖြတ်ပြီးတော့ပုံဖြတ်ပြီးတော့အရက်ဖက်ယင်ရောင်ဆောင်ကယင်နှန်းနေနဲ့သွားလာတာတွေ့ကြပါလိမ့်မယ်တချို့ယင်နှန်းနေဆိုရင်အဲ့ဒီဓာတ်စီတင်လေရင်စီတင်တဲ့ယင်တွေရဲ့ခေါင်းဖုံးခေါင်းဖုံးမှာဆိုရင်ဂျမ်ပါတွေပါတက်စင်ထားတာတိတိကျကျတာတွေ့ရပါလိမ့်မယ်အဲ့ဒီစစ်ယင်နှန်းတွေအဲ့ဒီလောင်စာစီတင်တဲ့ယင်တွေဖြတ်သန်းသွားလာတဲ့အခါမှာရတဲ့နီလန်းနဲ့နှောက်ရှက်ဟန်တာတိုက်ခိုက်ဖို့စူးစမ်းကြရမှာဖြစ်ပါတယ် အာကျွန်တော်တို့မှာလက်နက်မရှိတာလွဲပါတဲ့လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ဓာတ်ဆီနဲ့ဒီဇယ်ရောထားတဲ့သို့မဟုတ်ဒီဇယ်နဲ့အင်ဂျင်ဝိုင်းဓာတ်ဆီရောထားတဲ့အရေးဟာရေရှည်မီလောင်စေတဲ့အတ္တိရှိပါတယ်စစ်ရင်တန်းလောင်စာစီတင်တဲ့ရင်တန်းမဖြတ်တန်းခင်သူတို့ဖြတ်တန်းမဲ့လမ်းတဲ့တယ်မှာမိမိဆိုင်ကယ်ကဓာတ်ဆီကိုဖောက်ချပြီးအစင်းနဲ့ပြင်ဆင်ထားပြီးအဲ့ဒီလောင်စာတင်ရင်ဖြတ်တဲ့အချိန်မှာဆီလီမီနဲ့ပြပောက်မိရှူတာမျိုးတခြားနည်းလမ်းတွေနဲ့လမ်းကိုဖြတ်စည်းတာမျိုး မောက်ပေါင်းလုံတော်လုံဆောင်တာမျိုးစသဖြင့်ဤလံပေါင်းစုံကိုကြံစပြီးဖက်စစ်တပ်ရဲ့တဲ့သွေးကြောဖြစ်တဲ့လောင်စာကြီးတွေကိုမိုင်းဝင်ဖြတ်တော့ဖို့ကြိုးပမ်းရပါเนาะအဲ့တော့ဒါလောင်ဖြတ်ဖြတ်သုံးဖြစ်တယ်နောက်ဖြတ်လေးရတော့သူတို့ရဲ့ဖက်စစ်တပ်တွေရဲ့စခန်းနေရှိကိုတွေ့တန်းထားတဲ့ရေပိုက်လိုင်းတွေရှိပါတယ်အဲရေပိုက်လိုင်းတွေဟာပြည်သူတွေရဲ့ဂျားတွေကပဲဖြတ်တန်းသွားကြတာများပါတယ်အဲ့ဒီရေပိုက်လိုင်းတွေကိုအခုတွေကနေရာရွေးချယ်ထားပြီးမတ်လ25ရက်ကစလုံးဝအပြည့်အတိုင်းပြန်လည်ပြင်ဆင်နိုင်ဖို့မလွယ်ကူတော့တဲ့အထိ ဖျက်တော့ဖို့ကြိုးစားပေးပါဒါဆိုရင်ဖစစ်တပ်ဟာပထမဆုံးဆက်သွေးရေးပြတ်တော့သွားမယ်သူတို့ဆက်သွေးပြတ်တော့လို့ပြင်ညာစင်ညာဖို့ကြိုးစားနေကြတဲ့အချိန်မှာသူတို့တက်ချင်းချင်းဆက်သွေးရေးပြတ်တော့တာကိုခွင်ကြီးယူပြီးတော့ဖက်ပြေးခြင်းနဲ့ပြိုကွဲခြင်းနဲ့မိကုံရန်ကုံရိခါကုံပြီးတတွင်းတဘုံထခြင်းနဲ့သူ့ရဲ့တတွင်းကလူတွေအတွက်ခွင်ရေးကြီးဖြစ်ပြီးတက်ချင်းချင်းအုံကြွမှုတွေဖြစ်ပေါ်ပါလိမ့်မယ်ဆက်သွေးပြတ်တော့တဲ့ပုံမူတည်ပြီးတော့ အမိပေးစီခိုင်းနေတဲ့သွားမတိုက်တော့တာလေလင်းနေမပြန်တန်းနိုင်တော့တာဒီထောက်ပံ့မှုတွေမရတော့လို့ထွက်ပြေးပို့ပြားနေပြီးလိုက်မဖမ်းကြတော့တာနဲ့ဖီယိုဖီရဲ့ကစင်ကလေးအပြူကွဲပါလိမ့်မယ်နောက်တစ်ခုကလက်စစ်သားလိုက်နေဖြတ်တော့လိုက်တဲ့အကြောင်းလင်းရင်ကွင်းတွေတိုက်လင်းတွေမပြန်တန်းနိုင်ပဲနဲ့သူတို့ကြီးစွာသောအခက်အခဲတွေကြုံတွေ့ရပါလိမ့်မယ်နောက်တစ်ခုလက်ခေါင်းစားသီးဖြတ်တော့ပိတ်ဆို့ခြင်းခံရတဲ့အကြောင်းနိုင်ငံလုံးသူတွေတည်ရွှေပြောင်းမှုတွေရပ်တန့်သွားပါလိမ့်မယ်နောက်ပေါ့ရီတုံးရီဖြတ်တော့ခံရတဲ့အကြောင်းသူတို့တပ်ဖွဲ့ဝင်မိသားစုတွေအားလုံးခက်ခဲကြီးစွာကြုံပြီး မယုံမင်းအခြေအနေမှာသူတို့အားလုံးလည်းပေါက်ကွဲစုပူအုံကြွကြမလို့ဒီချိန်မှာကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေအားလုံးဟာမဟာဗျူဟာမြောက်တဲ့ထူးစစ်တွေကိုဆင်နွှဲကြမလို့အပြည်သူတရားလုံးဖြတ်လေးပြတ်ဗျူဟာအတွက်အခုတည်းကနေရာရွေးချယ်ခြင်းလက်နက်စုဆောင်းခြင်းအချိတ်ဆက်စနစ်တကျပြုမှုခြင်းစီစဉ်ခြင်းနဲ့လှုပ်ဆောင်ပြီးရင်ဆက်လက်ပြီးပူပေါင်းချိတ်ဆက်ရမယ့်တော်လိုင်းလျှောက်တက်ဖွဲ့တွေနဲ့ပေါင်းစပ်ရမယ့်အစီအစဉ်တွေကိုစနစ်တကျရွေးချယ်ခြင်းများပြုလုပ်ထားဖို့ လေးစားစွာနှိုးဆော်လိုက်ပါတယ်ဖက်စစ်ကြံဖက်အာဏာရှင်စနစ်2025မှာမြန်မာပြည်ကဒီတိုင်းကွယ်ပြောက်ချုပ်ငြိမ်းရပါလိမ့်မယ်အောက်ကျွေးကောင်စီဥက္ကဋ္ဌကြီးကတော့ရုရှားပီလာရူခီးစင်ကနေပြန်လာပြီးတော့မြန်မာနိုင်ငံမှာလည်းဒါဆက်လုပ်ဆရာကြီးတယ်ဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်လုပ်ငန်းဆက်လုပ်နေတယ်။အဲမင်းတို့ကရုရှားပြန်လာပြီးတော့ဘုံတွေဆက်ကျင်းနေတာ။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေရတဲ့ဘုံတွေကျင်းနေတာကိုပေါ်မာတွေဘွားကလည်းနော်။တို့မှတို့အဘကဘလောက်ပဲမကောင်းတာလှုပ်လှုပ်တိတိကြီးနေပဲအခုလိုမျိုးချီးမွမ်းနေရတာပါ။မချီးမွမ်းလည်းမရောက်လေဗျာ။အထက်ကိုထည့်ပြီးတော့ဒုံဒုံဒုံနဲ့လှုပ်လိုက်လို့ တာကလေးကောင်းပြန်ဖြစ်သွားမှာလို့လေသူလည်းစိုးရင်ရှာမှာပေါ့တိုးတော့လည်းပဲအဲ့ဒီဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးရဲ့ဘီလာရုရုရှားခီးစင်ရဲ့ဂရက်ကတော့နိုင်ငံတကာသတင်းစာမျက်နှာတွေမှာယနေ့ထိမရသေးပါဘူးအချင်းချင်းတွေ့တယ်ပွဲစီရောနိုင်ငံတကာအရှုံချနေတာလေအဲ့တော့ဒီအုပ်ချုပ်ကောင်စီဥက္ကဋ္ဌကြီးရဲ့ရုရှားနိုင်ငံခီးစင်မှာရုရှားသမ္မတပူတင်နဲ့တွေ့တဲ့အခါမှာပူတင်ကမြန်မာတပ်မတော်အတွက်ဒါကျွန်တော်တို့ထောက်လှမ်းရေးဒီပညာအကူအညီပေးဖို့ကန့်လန့်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြတာတွေ့ရတယ်။ဒီနေ့အပြင်ကျွန်တော်တို့ဒီဂျိုရုနဲ့ပတ်သက်ပြီးတော့ဂျိုရုနဲ့ပတ်သက်တဲ့ပြီးတော့ဒီဂျိုရုဓာတ်ပုံတွေကို မြန်မာတပ်မတော်ကိုကူညီမယ်ဆိုပြီးတော့တို့ပြောဆိုလိုက်တယ်အကူညီမှုတွေလုပ်မယ်ဆိုပြီးတော့ဒီနိုင်ငံတကာကနိုင်ငံတကာတရားဥပဒေဖော်ပြနေတာတွေ့ရပါတယ်အဲ့ဒီရဲ့တက်ရောက်မှုကဘယ်ကိုသွားမလဲဆိုတော့ဒါသူတွေရဲ့ထုတ်ပြန်ကြမှာဆိုရင်ရုရှားကနေပြီးတော့မြန်မာနိုင်ငံကိုကြီးလင်းပြသားတဲ့ဂျိုလူတပ်ပုံတွေကိုပေးပို့သွားဖို့တဲ့ဒါရုရှားသမ္မတကနတ်စက နာဆာကဥက္ကရာကိုသူတို့ကမ်းလှမ်းခဲ့ပါတယ်။ပြီးခဲ့တဲ့2000 2008ခုနှစ်ကာလမှာလည်းမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့နာဂိတ်မုန်တိုင်းနေမှာနာဂိတ်နာဂိတ်မုန်တိုင်းတန်းကြောင့်ထိခိုက်ပျက်စီးသွားမှုနဲ့ပတ်သက်ပြီးတော့မြန်မာအစိုးရနဲ့ကုလသမဂ္ဂကိုကုလသမဂ္ဂကိုအမေရိကန်ကဂျိုလူတပ်ပုံတွေထောက်ပံ့ပေးခဲ့ရပါတယ်။ပြီးခဲ့တဲ့2008ခု2008ခုနှစ်နာဂိတ်ကာလနာဂိတ်ဖြစ်ခဲ့တယ်ဗျာ။အဲ့ဒီအချိန်တုန်းကဒီကောင်းကင်တပ်ပုံတွေနဲ့ပတ်သက်ရင်အမေရိကန်ကနေပြီးတော့ဒီမြန်မာအစိုးရကိုဒီတပ်ပုံတွေဒါဖလှယ်ခဲ့တယ်လို့သူတို့ကပေးခဲ့တယ်ဖော်ပြခဲ့တယ်။လက်ရှိဒီရုရှားရုရှားနိုင်ငံကလည်းရုရှားသမ္မတပူတင်ကလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့တိုင်းပြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ ပတ်သက်ပြီးတော့ဒါတရင်အချက်လက်ဂျူလူတပ်ပုံတွေကိုဒါမြန်မာတပ်မတော်ကိုသူတို့ပေးဖို့အတွက်အဆောင်နေပြီလို့ဖော်ပြနေတာတွေ့ရတယ်။ဒါကကျွန်တော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။အဲ့တော့ဒီသတင်းကကျွန်တော်တို့ဒါဒီသတင်းကနိုင်ငံတကာသတင်းမီဒီယာရေးနေကြတယ်လို့ဒီသတင်းကမှန်တယ်ဆိုရင်နိုင်ငံတော်ကာကွယ်ရေးအတွက်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျွန်တော်တို့အချိန်အုံကကောင်းတော့မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တကယ်အာကမြဘယ်နေရာမှာ ဘယ်နေရာမှာဘသူတွေလှုပ်ရှားတယ်ဘယ်နေရာမှာစခန်းတိုင်းတယ်ဘယ်နေရာမှာပါလဲဆိုတာအဲ့အချက်လက်တွေရသွားပြီဆိုရင်တော့လက်ရှိမြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးအရွေးကဒါကျွန်တော်တို့အချိန်အုံတစ်ခုနဲ့ဒါကောင်းသွားနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒါကကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့အဲ့ရဲ့ဒီနိုင်ငံကသတင်းထားတာတွေရဲ့ဒီထုတ်ပြန်ချက်တွေရောဒီအခြေအနေကိုစောင့်ကြည့်တဲ့နိုင်ငံကရပ်ဖက်ဖွဲ့တွေရဲ့ဒီထုတ်ပြန်ချက်မှာဆိုရင်ဟိုမှာဖက်လိုက်ရတာကရုရှားနဲ့ဒါမြန်မာတပ်မတော်ကထောက်လှမ်းရေးကဏ္ဍမှာပူးပေါင်းဆောင်မှုတွေရှိလာပြီဆိုရင်တဲ့စစ်ဘက်ဆိုင်ရာထောက်လှမ်းမှုဆောင်ရည်တွေနောက်တဲ့တစ်ဆင့်တိုးတက်လာမှာဖြစ်ပြီးတော့တော်လှန်ရေးတိုးအပ်ဆောင်ရည်ရတယ်တတိယပြင်းဒီလက်နက်ကင် တော်လန်တဲ့သူတွေတော့အစိုးရလည်းလို့တို့ဖော်ပြတာတွေ့ရတယ်။ဒါကတော့ကျွန်တော်တို့တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေပါ။ပြီးသွားရင်ကျွန်တော်ရုရှားကလည်းမြန်မာနိုင်ငံမှာဂျိုဒုမှတ်တမ်းဓာတ်ပုံတွေဆန်းစစ်တဲ့ဌာနကိုဖွင့်ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့လည်းတို့ဘက်ကကြီးသားထားတယ်။အဲ့တော့အဲ့ဒီအခြေအနေကတော့မှန်ပါတယ်။ဒါကြောင့်လို့ဆိုပြီးတဲ့ပြီးခဲ့တဲ့ခါကဒီရုရှားနဲ့မြန်မာပူးတဲ့ဒေသစင်းပေါ်မှာဒီလိုအချက်လက်တွေပါလာလာတွေ့ရပါတယ်။အဲ့တော့ဒီသတင်းကကျွန်တော်တို့တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။အဲ့လိုရုရှားကရုရှားကဒီဂျိုဒုဓာတ်ပုံတွေနဲ့ပတ်သက်ပြီးတော့လက်ရှိဒီတပ်မတော်ကိုတရင်ဒီဂျိုဒုကျိုးတပ်ပေါ်အချက်လက်တွေဖလှယ်ပြီးဆိုရင်တော့ဒီမြန်မာနိုင်ငံမှာရှိတဲ့အကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ရင်ကျွန်တော်ကောင်းကောင်းကြီး ထောက်လန်းနိုင်မယ်နောက်တဲ့ဒီမြန်မာတပ်ပေါ်ရဲ့ဒီကျွန်တော်ဒီပညာထောက်လန်းမှုဆွမ်းရည်ကနောက်တဲ့တစ်ဆင့်ဒါတိုးတက်သွားမယ့်အခြေအနေဖြစ်တယ်လို့ဒီနိုင်ငံတကာအဖွဲ့တွေကတော့သုံးသပ်ထားတွေ့ရတယ်ငါကလည်းဖွဲ့ရတုံးတက်တာမဟုတ်မင်းတို့ဘောမတွေကတုံးတက်နေတာကဲရုရှားကနေပြီးတော့နီးပညာတွေကိုယူပြီးတော့ထောက်လန်းရေးလို့ရတော့မယ်မင်းအောင်လိုင်းရဲ့ဘဝဖြစ်နေပါကြီး။ဘာလို့လဲဆိုတော့ပြည်သူတန်း90ကျော်ကနေပြီးတော့လုံးဝကိုသူ့ကိုထောက်လန်းမပေးတော့တာပါ။ ဘယ်ထောက်လမ်းပြီးမလဲဗျာစစ်ခွေးကိုဘာမှသူမှမကြိုက်တာအဲအဲ့ဆိုရင်တော့ဒေါ်လာရင်းဘက်တွေဘက်ကပြန်ကြည့်မယ်ဆိုရင်ဒေါ်လာရင်းဘက်မှာကတော့ထောက်လမ်းရေးပစ္စည်းမလိုပါဘူးပြည်သူတန်းသားဆိုင်ရဲ့တရင်ပေးမှုတွေကရှိနေတာအားလုံးတိမှာဖြစ်ပါတယ်ဘယ်နေရာမှလေငါတက်လာပြီးဘယ်ဦးပုံကျဲတော့မယ်ဘာလုပ်တော့မယ်အစအစရှိတဲ့အရာတွေကိုပြည်သူတွေကလည်းအားကျုံမှန်တဲ့တရင်ပေးနေတာတွေအများကြီးရှိပါတယ်အာဒေါ်လာရင်းပြည်သူတွေနဲ့ဒေါ်လာရင်းလူငယ်တွေဒေါ်လာဖွဲ့ချင်းချင်းစက်နွယ်နေတဲ့လက်ရှိအခြေအနေဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာကတော့စစ်ခွေးတက်ကတော့ပြည်သူတွေကထောက်ခံခြင်းမရှိတဲ့အတွက်တရင်ပေးမှုမရှိတဲ့ပြုံမှာတရင်ဖြတ်တောက်မှုတွေကိုပါပို့ပို့လှုပ်လာတာကိုတွေ့ရတဲ့အခါမှာတော့အခုဆိုပဲဘာဘာအနေနဲ့ ပြပအားကိုပစိန်ရို့ဆိုတဲ့အတိုင်းပဲသူ့ဘာသူပြန်ပြီးတော့လုပ်နေရနေထားတခုဖြစ်နေပါတယ်။ဒါကတော့လက်ရှိစစ်ခွေးတွေစစ်ကောင်စီကမင်းအောင်လည်းလူကြုံနေရတဲ့တကယ်ပြဿနာတခုဖြစ်ပါတယ်။လက်ရှိချိန်မှာဘလို့မှမပြည်သူတွေရဲ့ထောက်ပံ့မှုကိုမရတာလဲသိကြပါပဲ။